စီရီယမ်အဖန်ကိုအပင်နာစင်ဝင်းရံပေးလျက်ရှိကြသူတော်လန်မီဝပြည်သူညီကိုမောင်နှမတို့အားလုံးမင်္ဂလာပါဒီကနေ့မှာတော့ကျွန်တော်စီရီယမ် FN ကနေပြီးတော့ဆရာဖြိုတီဟာရေးသားထားတဲ့ဆောင်းပါး post တစ်ပုဒ်ကိုကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အဲမိတ်ဆွေတို့နားဆင်ရမယ့်ဆောင်းပါးရဲ့အမည်လေးကတော့အနိုင်ကျင့်ခံရသူကိုယ်တိုင်ကဒါဖြစ်တဲ့လေလို့လက်ခံထားတဲ့အခါဆိုပြီးတော့အမည်ပေးထားတဲ့ဇေယျဖြိုတီဟာရဲ့ဆောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ် ဒီခေါင်းစဉ်လေးကိုမြင်လိုက်ရုံနဲ့ကျွန်တော်ဒီဆောင်းမောက်ကိုဖက်ရှင်စိတ်ကျွန်တော်မှရှိသွားတယ်။ဆရာဘလူရီမြားရေးထားမလဲပေါ့နော်။အဲကျွန်တော်ဒီဆောင်းမောက်လေးဒီခေါင်းစဉ်လေးကနေကျွန်တော်ကိုဆွဲဆောင်လိုက်တဲ့အချက်ပြီးတော့ကျွန်တော်အတွေ့အကြုံအများကြီးပွားစေတဲ့အချက်ရှိပါတယ်။ဒါကဘာလဲဆိုတော့ကျွန်တော်တို့မြန်မာပြည်အနေအထားမှာဆိုရင်ကျွန်တော်တို့ဒီအမျိုးသားအမျိုးသမီးဂျာမရေးရဂျာလူညီများမှုအပိုင်းမှာပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အမျိုးသမီးတွေကအမျိုးသားတွေထက် တဆင်းနှိမ်ဆက်ဆံခြင်းခံရတယ်တဆင်းနှိမ်ထားခြင်းခံရတယ်ဆိုတဲ့အချက်ကိုလည်းကျွန်တော်ပြီးမြင်တယ်ဒါတွေကိုအမျိုးသားတွေကလုံးဆရာတော့မလို့ဘူးအမျိုးသမီးတွေကိုယ်တိုင်လုံးနေတာရှိတယ်အမျိုးသမီးအရှင်ရှင်ဖိနှိပ်နေတာမျိုးတွေရှိတယ်ပေါ့နော်နောက်နောက်ထပ်လည်းအကြောင်းအရာတွေအများကြီးရှိသေးရပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ဒီဆောင်မလေးကိုကျွန်တော်တင်ဆက်ပေးပါတော့မယ်ကျွန်တော်အနေနဲ့ဆိုရင်တော့ပေါ့နော်ကျွန်တော်ရဲ့ကိုရီးအဖြစ်အပျက်လေးနည်းနည်းလေးပြောရမယ်ဆိုရင်တော့ကျွန်တော် တက်ကတော့တက်တော့အောင်ဆိုရင်တက်ကတော့မှာဘမခဆီယမကြီးလည်းတင်ပေးတာရှိတယ်နောက်တစ်ခုကအလုံးဝင်ကစားကျူတာဆီယမငငယ်လေးတွေကတင်ပေးတာလည်းရှိတယ်ပေါ့နော်အဲ့ချိန်မှာဆိုရင်ကျွန်တော်ခံခဲ့ရဘူးတဲ့ကျတော့ကျွန်တော်တို့ main ကလေးတွေကိုအဲ့အလုံးဝင်ကစားကျူတာဆီယမငငယ်လေးတွေက မိန်းကလေးတွေထက်ယောက်ျားလေးတွေကိုပိုပြီးဦးစားပေးတယ်နောက်ထပ်ကျွန်တော်ငငယ်တော့ကလည်းတာသင်ခန်းထဲမှာဆိုရင်ចောင်းသူတွေထက်ចောင်းသားတွေကိုပိုပြီးတော့မျက်နှာသာပေးတယ်ပေါ့เนาะအဲ့ဒီအချက်ကိုပေါ့เนาะကျွန်တော်အနေနဲ့ကြုံလဲကြုံခဲ့မှုတယ်ကြုံခဲ့ရတဲ့အပေါ်မှာလည်းစိတ်ထဲမှာမကြည်နေတဲ့အချက်လည်းဖြစ်တယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်အနေနဲ့ဘာမှအဲလုံနိုင်ခဲ့တာတော့မရှိဘူး ထောက်ပြပြောဆိုတာတွေနောက်တစ်ခုကကျတော့ဒါမကောင်းဘူးဆိုတာမျိုးတွေကျွန်တော်အနေနဲ့ပြောဆိုနိုင်ခဲ့တာတော့မရှိဘူး။ဆရာရဲ့ဆောင်းပါးဒီကောင်းစင်တွေကိုမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်စိတ်ထဲမှာဖြစ်တဲ့အတွေးတွေပေါ့နော်။ကျွန်တော်တွေးမိတဲ့အတွေးတွေဒါဆိုရင်အခုဆရာရဲ့ဆောင်းပါးကိုကျွန်တော်တင်ဆက်ပေးပါတော့မယ်။အနိုင်ကျင့်ခံရသူ ကိုယ်တိုင်ကဒါဖြစ်တဲ့နယ်လက်ခံထားတဲ့အခါလူအချင်းချင်းဖိနှိပ်ကြတယ်အနိုင်ကျင့်ကြတယ် အကျန်းဖတ်ကြရဲဆိုတာပပြတ်အောင်လုပ်လို့ရနိုင်တဲ့အရာတော့မဟုတ်ပါဘူး။နေရာအဆုံးမှာပုံစံအဆုံးနဲ့ရှိနေကြတာပါပဲ။အဲ့ဒီလိုဖိနှိပ်မှုတွေအလုံးထဲမှာအဆိုးရွားဆုံးဖိနှိပ်မှုကတော့ဖိနှိပ်ခံရသူကိုယ်တိုင်ကဒါတရားတယ်ဖြစ်တဲ့နယ်လို့ထင်နေအောင်အုံနောက်ထင်ရိုက်ထည့်ပေးထားလိုက်ခြင်းပဲဖြစ်ပါလေ။အနိုင်ကျင့်တဲ့ဖိနှိပ်တဲ့ဆိုကြတဲ့ဟောကအာကြီးသူတွေကပဲလုပ်လို့ရတာပါ။ ဒါကိုစန့်ကျင်နေတုံးလန်နေဆိုတဲ့အခါအောင်မြင်တာလည်းရှိမယ်မအောင်မြင်တာလည်းရှိမယ်ဓမ္မကပဲအဆုံးမနိုင်သွားတယ်လို့လူကောင်းတွေပဲနောက်ဆုံးမအနိုင်ရတယ်တို့ကရုပ်ရှင်တွေထဲလောက်သာအတွေ့ရများတာပါလက်တွေ့ဘဝမှာတော့ရှုံသွားတဲ့ဓမ္မတွေနိုင်မသွားတဲ့လူကောင်းတွေတပုံကြီးပါပဲသို့တော့အနည်းဆုံးတော့ဒါမဖြစ်သင့်ဘူးမတရားဘူး ငါတို့တုံးလန့်ရမယ်ဆိုတာတော့သိကြသေးတယ်။အထီအခိုက်မခံနိုင်လို့ဖြစ်ဖြစ်တတိမရှိလို့ဖြစ်ဖြစ်ဘာတုံးလန့်မှုမှမလုပ်ဖဲငြိမ်ခံနေရရင်တော့စိတ်ကဒါမတရားဘူးဆိုတာသိနေသေးရင်ပဲမဆိုးဘူးပြောရမယ်။ဖိနှိပ်ခံရသူကိုယ်တိုင်ကဒါကိုဖြစ်တယ်မာတယ်ယူဆနေရင်တော့ဘလုံးမကိုကူညီလို့ကဲတင်လို့မရနိုင်တော့ဘူး။အဲ့ဒီလိုလာကူညီလာကဲတင်တဲ့သူတွေကိုပါသူတို့က အဆိုးမြင့်တက်ကြသည်တဲ့အစိတ်အတောက်ဆက်ဆံရေးမှာပိတ်မိနေသူတွေဟာအစိတ်အတောက်မိသားစုကနေကြီးပြင်းလာကြရတာများတယ်လို့ကျွန်တော်ရေးဘူးတယ်ငငယ်ကလေးကအရှိမခံခဲ့ရတဲ့အခါကိုယ့်ရဲ့ထိုက်တန်မှုကို ကိုနားမလည်တဲ့အခါကိုကိုကိုတံမိုးမထားတတ်တဲ့အခါတယောက်ယောက်ကကိုကိုမရှိတော်ရင်လဲကို့အပြစ်ပဲလို့ထင်တယ်ကို့အမားလို့ပဲမြင်တယ်ကိုကိုလေးစားမှုမရှိဆက်ဆံနေလဲဒါတာမန်ပဲလို့မြင်တယ် ကိုကိုတံမိုးမထားတာလဲကိုသတိမထားမိဘူးဒီလိုတွေဖြစ်တတ်တယ်ဂိုင်းကန်ရှင်ကိုကဒီလိုမြင်နေရင်တော့ဂျာကိုပြောင်းလဲဖို့ယုံထွက်ဖို့ဆိုတာမလွယ်တော့ဘူးယုံထွက်မရတာနဲ့ထွက်ရခေါင်းမန်းမသိတာနဲ့မတူဘူးနော်အခုကြာထွက်ရခေါင်းမန်းကိုမသိတာသူ့အပေါ်ဆက်ဆံနေတာတွေကိုတာမန်လို့ပဲဖြစ်တဲ့ပုံစံလို့ပဲသူကိုယ်တိုင်ကမြင်နေတော့တာအဲ့ဒီထက်တဆင့်ထက်တဲ့ရရင်နိုင်ငံကြီး အာနာရှင်တွေကဖိနှိပ်ကြတယ်အခွင့်အရေးတွေရှို့ဖောက်ကြတယ်အ ਨੇ ဆုံးဒါမဖြစ်တဲ့မှုဆိုတာသိနေရင်တော်သေးတယ်တွန်းလန်တာမတွန်းလန်တာခဏထောက်နည်းနည်းတွန်းအပ်ပြီးလို့စီယုံလို့တိုက်တွန်းလို့ရသေးတယ်ဘလို့မှကေတင်မရတာကဒါဖြစ်တဲ့လေလို့ယူဆထားကြတဲ့သူတွေပဲပညာရေးအားနေပြီးအုံနောက်စည်းခံထားရသူတွေမှာအတွေ့ရများတယ်နောက်ဆုံးဥပမာကတော့ဘာသာရေး အင်မတန်နဲ့အကင်းဆက်တဲ့အတွက်တခါတလေနိုင်ငံရေးထက်တောင်ပိုပြင်းထန်ကြတာကိုတွေ့ရတယ်။ပညာတတ်တွေ၊ဝေးရာတွေနိုင်ငံတကာပတ်နေသူတွေတောင် မလွတ်မကင်းဖြစ်တတ်ကြတယ်။တခြားဘာသာတွေနဲ့ဥပမာပေးနေရင်ရှုံမှဆိုးလို့ဗုဒ္ဓဘာသာတွေကပဲပြပြမယ်။အမျိုးသမီးတွေဖျားပေါ်မတက်ရတဲ့ကိစ္စဒါဟာဗုဒ္ဓမဟုတ်ခဲ့ဘူး။မတားမြစ်ခဲ့ပါဘူး။ရိုးရာဒလေးတွေပါလို့ထင်ရှားတဲ့ဇာတော်တွေကိုယ်တိုင်ဟောထားပြီးသား ဒါပေမဲ့ဒီနေ့ထိအင်းနဲ့အောင်းနဲ့တွေ့နေရသေးပဲ။ဟုတ်ပြီ။နှစ်ပေါင်းများစွာရှိနေခဲ့တဲ့အယူအဆမို့ချက်ချင်းလငင်းပြင်းမရဘူးထား။ဒါမဖြစ်သင့်ဘူးဆိုတော့လောက်သဘောပေါက်ထားရင်တော်သေးတယ်။ငါတို့အမျိုးသမီးတွေဘာမှနိုင်ကြမနေဘူး။ရုံညက်မနေဘူး။ဒါဖျားဟောလဲမဟုတ်ဘူး။ဘလောက်ပဲပြောနေပါစေအဲ့ဒီလိုစာကတ်ထားတဲ့ဖျားပေါ်ကိုတိုင်တက်သွားဖို့တော့ခက်နေသေးတယ်အဖက်ဖက်ကစဉ်းစားရတာလည်းရှိသေးတာကို တချို့အမျိုးသမီးတွေကြောင့်တို့ကိုယ်တိုင်ကိုကဒါဖြစ်တဲ့နဲ့မှန်နဲ့ငါတို့မိမဘဝကဘလို့နှိမ်ပါတာဖုံးမရှိတာစသဖြင့်မြင်နေကြရောဒီတော့ခုနကလိုတေယောယောက်ကတွန်းတွန်းတက်တက်ပြောဆိုရေးသားရင်တော့တို့ကိုယ်တိုင်ကလိုက်ကန်းကွက်လိုက်အဖြစ်တင်လုပ်နေကြသေးတယ်ငယ်စဉ်ကတည်းကတွန်းတင်ခံပုံသွင်းခံခဲ့ရတဲ့ယုံကြည်မှုတွေကနေမလွတ်မြောက်နိုင်ကြသေးတဲ့သဘောပါပဲဖိနှိပ်ခံရသူတွေကိုယ်တိုင်က ဖြစ်တဲ့နယ်ယူဆထားတဲ့အခါဖိနိတ်သူတွေကဘာမှတော့လုံးနေစရာမလိုတော့ဘူး။ဒါကြောင့်လဲအဆိုးရွားဆုံးအရက်ဆက်ဆုံးဖိနိတ်မှုလို့ပြောရတာ။ relationship တွေမှာကိုတိလက်ရောက်နှိပ်စက်တာကတစ်ချိန်လွတ်မြောက်နိုင်သေးတယ်။မင်းမှအပြစ်ရှိရဲ့နော်။မင်းကဒီလိုဆက်ဆံခံရဖို့ထိုက်တန်နေတော့လို့ခေါင်းထဲရိုက်သွင်းထားတဲ့စိတ်ပိုင်းဆိုင်ရာအကြံဖတ်မှုကတော့လွမြောက်ဖို့ပိုခက်တယ်။ပညာမတတ်တဲ့နိုင်ငံသားတွေဟာလည်းအုတ်ရှုတ်ရသိလွယ်တယ်။ မေးကိုမမေးတတ်တဲ့ကိုကိုွယ်သူတွေကိုလည်းဘာသာရေးခေါင်းဆောင်တွေကပုံကြိုက်တယ်။ဒါကြောင့်လေ Education is the most powerful weapons you can use to change the world. လောကကြီးကိုပြောင်းလဲဖို့မင်းအသုံးပြုတဲ့အစွမ်းထက်ဆုံးလက်နက်ဟာပညာရေးပဲလို့ Nelson Mandela ကပြောခဲ့တာဖြစ်ပါလိမ့်မယ်။ဒေါက်တာဖြူတီဟာ25ရက်ကိုလ2025 ဟုတ်ကဲ့အခုကျွန်တော် CDM FN ရဲ့နာဆင်သူကလစ်ဂါရီအတွက်ကျွန်တော်ဒီဖတ်သွားတဲ့ဆောင်းပါးကတော့ဆရာဖြူတီဟာရေးသားထားတဲ့အနိုင်ကျင့်ခံနေရသူ ကိုယ်တိုင်ကဒါဖြစ်တဲ့နယ်လို့လက်ခံထားတဲ့အခါဆိုတဲ့ဆောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ်